မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အဲအသက်အရွယ်မှာကိုယ်ပိုင်လုပ်ငန်းစတင်လဲဆိုတဲ့အကြောင်းအရာလေးကိုညွှန်ပြလိုပါတယ်မဇူကာဘက်က Facebook ကိုစတင်တည်ထောင်ခြင်းကအသက်19နှစ်ပါ Bill Gates က Microsoft ကိုစခဲ့တာက အသက်20အရွယ်မှာပါ Steve Jobs ကလည်း Apple ကိုစခဲ့တာက အသက်21ပဲရှိပါသေးတယ်ဆိုတော့ငငယ်ရွယ်နဲ့ကိုယ်ပိုင်လုပ်ငန်းစတင်ပြီး ရိတ်ရိတ်ကျဲအောင်မြင်လာခဲ့တဲ့အစူတီထွင်တွေကိုကြည့်ရတာကတော့အားကြစရာပေါ့ဒါဆိုရင်အသက်20လောက်မှာကိုပိုင်လုံငန်းစတင်လာပေါ့ကြည့်ရတာကတော့အဲ့ဒီရွယ်မှာသွားစရင်တော့အများစုက ရှိတဲ့အရင်နှီးလေးပလုံသွားဖို့များပါတယ်သူတို့လိုမဖြစ်နိုင်ဘူးလို့တော့ဆိုလိုတာမဟုတ်ပါဘူးဒါပေမဲ့သူတို့လိုစူတီထွင်တွေဆိုတာကမ္ဘာလူဦးရေရဲ့အသန်း၈000မှာ လက်ချိုးရည်လိုရတဲ့အထိရှာရှာပါပါတွေဖြစ်ပါတယ် ကိုကသူတို့လိုလူဆိုရင်တော့ okay ပေါ့ချက်သာချပေါ့ဒီလိုပြောမှာပေါ့နော်ဒါဆိုရင်ဘယ်တက်ရွယ်မှာ ကိုပိုင်းလုပ်ငန်းစဖို့အကောင်းဆုံးလဲပေါ့နော် North Western University ရဲ့သူရတနာပြုချက်တွေအရတော့အောင်မြင်တဲ့လုပ်ငန်းရှင်အများစုက35နှစ်အထက်မှာဒီလုပ်ငန်းစတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်ဆိုလိုတာကလူလက်ပိုင်းရွယ်မှာကိုပိုင်းစီးပွားရေးစလုပ်လို့အကောင်းဆုံးပဲလို့ဆိုလိုတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လူလက်ပိုင်းရွယ်တွေဟာနံပါတ် ကိုပိုင်ငွေကြီးအထိုက်လျောက်ရှိလာပြီဖြစ်လို့မတီရင်းနှီးငွေအတွက်တိတ်မပူရတော့ဘူး။နံပါတ်2စီးပွားရေးနဲ့ဈေးကွက်ဆိုင်ရာအသိမြင်အထိုက်လျောက်ရှိလာတဲ့အတွက်ဆုံးရှုံးနိုင်ခြင်းနည်းတယ်။နံပါတ်3စီးပွားရေးတဲ့အရေးကြီးတဲ့နက်ဝက်တိစောက်ပြီးသားဖြစ်ဖို့များတာကြောင့်လုပ်ငန်းက growth ဖြစ်ဖို့မြန်တယ်။နံပါတ်4အတွေ့အကြုံနဲ့အထိုက်လျောက်ရှိနေပြီလို့သဖြင့်သက်ဆိုင်ရာနယ်ပင်မှာလုပ်ဖူးတဲ့အတွေ့အကြုံကကိုယ်ပိုင်လုပ်ငန်းစလုပ်တဲ့အခါမှာ အများကြီးအထောက်အကူဖြစ်နိုင်တယ်။နံပါတ်5အလုပ်အတွေ့အကြုံရှိထားတာကြောင့် risk ယူနိုင်စွမ်းနဲ့ pressure ဒဏ်ကိုပိုခံနိုင်တယ်။ကိုယ့်ရဲ့ main story တွေထဲမှာထုံထုံ ပေါက်ပေါက်လုံနိုင်မှုတွေကိုကြည့်ရင်လေဒီ30ရန်အထက်တွေပဲဖြစ်ပါလေပေါ့နော်ခြုံပြောရရင်အများစုအတွက်အသက်30ကျော်အရွယ်ဟာကိုယ်ပိုင်လုပ်ငန်းစဖို့အတွက်အခြေခံလိုအပ်ချက်တော်တော်များများပြည့်စုံလာတဲ့အရွယ်လို့ပြောလို့ရပါတယ် ဒါပေမဲ့လူတစ်ယောက်နဲ့တစ်ယောက်ကိုယ်ရည်ကိုယ်သွေးတွေနောက်ခံအခြေအနေတွေဒီပညာနဲ့အတွေ့အကြုံမတူညီနိုင်တဲ့အတွက်လုံနိုင်စွမ်းတွေကလည်းမတူညီနိုင်ပါဘူးဒီကကလုတ်ချင်တဲ့စန္ဒာပြင်ပြရမယ်လုတ်ဖို့အတွက်ယုံကြည်ချက်လည်းရှိမယ်လုံလဲလုံနိုင်မယ်ဆိုရင်တော့ဒီအသက်20 30 40 50 60 60ပေါ့နော်ဒီပဲတက်ရမှာမဆိုစားလို့လို့ရပါတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်တော့ပဲတက်ရမှာကိုယ်ပိုင်လုပ်ငန်းစတင်လဲဆိုတော့ ီ question လေးအတွက်တွေးစရာလေးတော့ရသွားမှာထင်ပါတယ်။ဒါကတော့ကိုယ်တိုင်ဆင်ကျင်လို့ရအောင်နဲ့ကျွန်တော်ရဲ့ follower တွေကိုလည်းဆင်ကျင်လို့ရအောင်ဆရာဟင်းစရာလေးရလေးကိုမျှဝေပေးလိုက်တာပါ။မိတ်ဆွေရဲ့ team ချက်ကိုလည်း comment မှာမှတ်ချက်ရေးထားနိုင်တယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ။